ပရိမာအုပ်ဆောင် true money account နဲ့ဝင်မယ် sea cost ဆိုတာလေးကိုနှိပ်မယ် overseas transfer ကိုနှိပ်မယ်ပြီးသွားလို့ရှိရင်မြန်မာနဲ့ကမ္ဘောဒီးယားမှာမြန်မာကို region ကိုရွေးမယ်ရွေးပြီးသွားလို့ရှိရင်သူကပေါ်လာပြီပေါ့နော်ပေါ်လာတဲ့အချိန်မှာလက်ခံမဲ့သူရဲ့ချက်လက်တီထည့်မယ်ချက်လက်တီထည့်တဲ့နေရာမှာဖုန်းနံပါတ်ထည့်မယ်ဆိုရင်ကြခြားလက်ခံတဲ့သူက KB နဲ့လက်ခံပါလား ARB နဲ့လက်ခံပါလား ARB ပဲဖြစ်ဖြစ် KB ပဲဖြစ်ဖြစ်ဘလို့ပဲလက်ထံလက်ခံသူတို့ account ဖွင့်ထားတဲ့ဖုန်းနံပါတ်တွေ ် drain လို့ရမယ်ဖုန်းနံပါတ်ဥပမာ ARV နဲ့လက်ခံမယ်ဆိုရင် ARV ဖွင့်ထားရဲ့ဖုန်းနံပါတ်ပဲဖြစ်ရမယ်ပေါ့နော်ပြီးတော့ရင်သူရဲ့ name တခြား charity ထည့်မယ်ပြီးတော့ရင် region code ထည့်မယ်အဲတောင်ရှိ code ထည့်မယ်ပြီးရင်ဟိုနိုင်ငံသားဟောပုံနေအမှတ်ထည့်မယ်ဘယ်နေရာမှာနေလဲဆိုတာကိုရင်းမယ် ဖြည့်ပြီးသားလို့ရှိရင်အထိုင်းရနေမြန်မာကိုပို့မှာဖြစ်တဲ့အတွက်ကြောင့်လို့ထိုင်းရနေမြန်မာကို switch လုပ်မယ် switch button လေးကိုနှိပ်လိုက်မယ်ပြီးတော့ဟဲ့ attack တွေအကုန်လုံးမှန်သွားပြီဆိုရင် continue button ကိုနှိပ်မယ်ပြီးသားလို့ရှိရင်သူကနေပြီးတော့ပို့မဲ့သူချက်လဲလက်ထပ်မဲ့သူရဲ့ချက်လက်တွေကိုပြပေးလိုက်တယ်မှန်မှန်ဆိုပြီး confirm လေးကိုနှိပ်မယ်ကွန်ဆာတော့နေပြီးသွားလို့ရှိရင် payment ID ပေါ်လာတဲ့အချိန်ကျရင်အကုန်မှတ်သွားပြီဆို transfer ကိုနှိပ်မယ် transform နေပြီးသွားရင်ဒီမှာအကုန်လုံးပေါ်လာပြီပေါ့နော်အဲအချက်လက်တွေကိုပေါ်လာပြီအဲ့ဒီအချိန်မှာသူက th ဆိုတဲ့နံပါတ်၈လုံးနဲ့ကုန်တီချပြီးလိမ့်မယ်အဲ့နံပါတ်၈လုံးနဲ့ကုန်ကကြတော့အာပေါ်ပေးရငွေထွဲအတူရဲ့ဖုန်းမှာ message လေးချပြီးလိမ့်မယ်အဲ့ဒီ၈လုံးကတခြားဘောင်းမှတ်ထားရမယ်ဥပမာဒီမှာ11358 uh 8533ဆိုတဲ့နံပါတ်လေးကိုမှတ်ထားမှာပေါ့နော်ဟုတ်ပြီတစ်ဖက်တားငွေလက်ခံမဲ့တူပဲရောက်သွားပြီငွေလက်ခံမဲ့တူကရောက်သွားရင် ARB နဲ့လက်ခံမဲ့ဆိုရင် ARB အကောင့်ကိုခွင့်မဲ့ဖွင့်ပြီးသွားရင် CO နှိမ့်လိုက်မယ် CO နှိမ့်ပြီးတော့မှ CO ရမှာ international ね remittance ဆိုရဲခလုတ်ကိုနှိပ်ရမယ်အဲအဲ့လိုနှိပ်ပြီးသွားရေးဆိုရင်သွားနေပြီးတော့ Trulani ဆိုပြီးတော့ကြာလာလိမ့်မယ် Trumani ကိုဆက်ပြီးတော့နှိပ်မယ်ပြီးသွားလို့ရှိရင်အမခုမအဲ့နံပါတ်၈လုံးခုနဝင်လွှဲသူရဲ့ဖုန်းထဲကိုကြာလာတယ် TH ကနောက်ကနံပါတ်၈လုံးငွေလက်ခံမဲ့သူကခက်ရမယ်ပြီးပါရဲ့ထပ်ပြီးရင်ဒီလိုပုံစံလေးပေါ်လာရင် confirm နှိပ်မယ်ကိုစားအောင်နှိပ်ပြီးဆိုရင်ဒီ AR ပေးရဲ့ passcode ကိုထည့်မယ် ဥပမာဘယ်တော့ထိထားလဲပေါ့နော်ပြီးသွားရဲ့အဲ့လိုမျိုးမှန်သွားပြီဆိုရင်အဲငွေလက်ခံရရှိပြီဆိုတော့အဲအချက်လက်လေးဒီလိုမျိုးစလေးကြလာနိုင်မယ်ပေါ့နော်အဲ့လိုဆိုရင်အကုန်လုံးငွေရဲရ process တွေအကုန်လုံးပြီးသွားတာပြီကဲကဆိုအခုလို့ဘဟုသတ္တရစီရအကြောင်းအရာတွေကိုသိရှင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပြီး of prism page ကို follow လုပ်ပြီးထားကြပါအောင်ညာ